ကျွန်မအခုပြပြပေးခြင်းတဲ့အကြောင်းအရာလေးရတော့ကိုယ့်ရဲ့လုံရက်တွေတိုင်းဟာ ကိုယ့်ရဲ့ပတ်ဝန်းကျင်နဲ့ကိုယ့်ရဲ့သားသမီးတွေအပေါ်မှာပုံရိပ်ကောင်း ဖြစ်နေပါစေ။ဘာဖြစ်လို့အဲ့ဒီစကားလေးကိုပြောရတာလဲဆိုတော့ကျမတို့တွေဟာမိဘတွေဖြစ်တယ်။ ကျမတို့တွေဟာသာသမီတွေအတွက်စံနမူနာကောင်းဖြစ်ဖို့လိုတယ်။သာသမီဆိုတာမိဘကို အရင်တကြီးကြီးလိုက်ကြည့်ပြီးတော့ဒီမိဘတွေရဲ့လုပ်ပုံ၊ကိုင်ပုံ၊နေပုံ၊ထိုင်ပုံเนาะပြီးလို့ရှိရင်စိတ်နေစိတ်ထားသဘောထားတွေဒါတွေအကုန်လုံးကိုသူတို့ကသူတို့ရဲ့မသိစိတ်လေးထဲမှာထည့်ထားပြီးတော့မှသူတို့လက်တွေဘဝကို ပြန်ပြီးတော့အတုံးရှာရတဲ့အခါဒီအချက်တွေဟာတစ်ချက်ပြီးတစ်ချက် သူတို့ရဲ့ခေါင်းထဲကနေပြီးတော့ထုတ်သုံးရတဲ့အချက်တွေဖြစ်တယ်။အဲ့ဒါကမယုံမရှိနဲ့နော်။သူတို့ရဲ့မတိစိတ်ထဲမှာလေမိဘရဲ့ပုံရိပ်တွေဆိုတော့မွေးခတဲ့ကနေငယ်ငယ်ကလေးတဲ့ကနေသူတို့အတူတကွာနေထိုင်ခဲ့ရတဲ့အချိန်ကာလအထိအကုန်လုံးကိုမတိစိတ်ထဲမှာမှတ်ထားတာ။အချစ်ရမိဘကကောင်းတာကိုလုပ်ပြရင်အဲ့ဒီသားသမီးကကောင်းတာကိုလိုက်လုံးမယ်မကောင်းတာကိုလုပ်ပြရင်မကောင်းတာကိုလိုက်လုံးမယ်ကိုကအရှိကနေပြီးတော့မကောင်းတာတွေကိုလုပ်ပြနေပြီးတော့ကို့သားသမီးကလေးကြမှာ နေတို့ဒီအရွယ်မှာဒီဟာမလုပ်ရဘူးဟိုအရွယ်မှာဟိုဟာမလုပ်ရနေတို့ဒီလောက်လေးတောင်အတုံးမကြောက်ဘူးလားဆိုရဲစကားကိုပြောလို့မရအောင်တော့အခုပတ်ဝန်းကျင်မှာတွေ့နေရတာတွေကအဲလင်များချင်းချင်းအဆင်မပြေမှုတွေဖြစ်ကြတယ်အဆင်မပြေမှုတွေဖြစ်ကြတဲ့အခါမှာသားသမီးတွေရဲ့စိတ်ထဲမှာဖြစ်ပေါ်လာတဲ့ခံစားချက်တွေကအရန်ကိုပြင်းထန်နေပြီးလို့ရှိရင်အိမ်အောင်ရေးတွေဖောက်ပြန်ကြတယ်အိမ်အောင်ရေးတွေဖောက်ပြန်ကြတဲ့အခါ ဘယ်လိုတွေအရင်အောင်ဆုံးထိမယ်လို့ထင်လဲအရင်အောင်ဆုံးထိမဲ့ဟာကကိုယ့်ရဲ့သားသမီးတွေပဲနော်ကိုယ့်ရဲ့ကလေးတွေရဲ့မျက်နှာကိုယ့်ရဲ့ကလေးတွေရဲ့စိတ်ကိုယ့်ရဲ့ကလေးတွေရဲ့ခံစားချက်ကို အရင်ဦးဆုံးဦးစားပေးပါ ကိုယ့်ရဲ့စိတ်တွေကိုယ့်ရဲ့စံနာတွေကိုရှုံးနေပြီးတော့ကိုယ့်ကလေးတွေကိုဦးစားပေးတတ်ပါစေဘာဖြစ်လို့လဲကိုယ်မွေးထားပြီးပြီလေကိုယ်မွေးထားပြီးလို့ဘဝထဲကို ရောက်လာတဲ့ဒီကလေးလေးတွေလူလားမမြောက်ခင်မှာ ကိုကြောင့်ကြီးမားတဲ့စိတ်ဓာန်ရာကိုတည်ဆောင်ပြီးတော့ဘဝတစ်ခုလုံးကိုသူတို့ဖျက်တမ်းရမယ်ဆိုလို့ရှင်ဒီကလေးလေးတွေရဲ့နေရာမှာဝင်ပြီးတော့ကိုချင်းစာတဲ့စိတ်ကလေးတွေမွေးမြူပေးကြပါ အတတ်နိုင်ဆုံးကိုကလေးတွေရဲ့မျက်နှာကိုကြည့်ပါ ကိုရဲ့ပုံရိပ်ကြောင့်သူတို့ရဲ့ဘဝလေးတွေမှာအမဲဆက်တွေအမှောင်ရိပ်တွေမဖုံးလွှမ်းသွားပါစေနဲ့အဲ့ဒါကိုကျွန်မအရန်နဲ့လည်း ဟိုစိုးရိမ်နေအခုဖြစ်နေတဲ့ဖြစ်ပျက်တွေကိုလည်းကျွန်မကြည့်ပြီးတော့ခလေးတွေအတွက်လည်းစိတ်မကောင်းဖြစ်ရတယ်နောက်တော့မိဘတွေအတုံးမကြတဲ့အခါမိဘတွေဟာလောင်းကစားတွေနော်ဒါတွေနဲ့နစ်မောနေတဲ့အခါကို့သားသမီးရဲ့ဘဝရှိရေးကို့သားသမီးရဲ့တိုးတက်မဲ့အရေးတွေကိုသူတို့မစင်စားနိုင်တော့ဘူးသူတို့တော့ကားနဲ့သူတို့ပြပါတာတွေဖြစ်နေကြတယ်အဲ့ဒီအချိန်မှာဒီကလေးလေးတွေရဲ့စိတ်ခံစားချက်အဲ့တော့ ကိုကတော့ဒါဘဝမှာကိုဘယ်လိုဖြတ်တန်းလာလဲဆိုတာကိုရဲ့ပတ်ဝန်းကျင် ကိုရဲ့ကြီးပြင်းလာရတဲ့နေရာဒေသတွေနဲ့ဆိုင်နေအတွက်ဒါကတော့ပြုတ်ပြင်လို့မရဘူးဒါပေမဲ့ကိုရဲ့သားသမီးတွေအတွက်ဆိုလို့ရှိရင်တော့ကိုကိုတိုင်က အရှိကနေပြီးတော့စံနမူနာအဖြစ်ပြုတ်ပြင်လို့ရတယ်လမ်းကြောင်းမလွဲသွားအောင်ဂယုဆိုင်လို့ရတယ်အဲ့ဒီတော့ကိုကိုတိုင်ကမှန်နေပါစေ တို့ရဲ့ဘဝလေးတွေကိုအညွတ်တလူလူနဲ့တက်တင်သလောက်တို့ရဲ့အစွမ်းကုန်တက်ပါစေကိုကြောင့်ကလေးလေးတွေရဲ့ဘဝကိုဆွဲမချလိုက်ပါနဲ့ကိုရဲ့ပုံရိပ်ကိုဂယုဆိုင်ပါကိုရဲ့ပုံရိပ်ကကိုရဲ့ပတ်ဝန်းကျင်ကိုရဲ့ကလေးတွေအတွက်အမြဲတမ်းကောင်းမွန်နေဖို့အရေးကြီးပါတယ်ကျေးဇူးများဤတင်ပါတယ်ရှင်